ကျွန်တော်ကိုအားလုံးပဲမင်္ဂလာပါ Threat and Fee Show ကနေပြီးတော့ကြိုဆိုပါရစေ။ကျွန်တော်တို့ဘာကိုဒီနေ့ကိုအများနဲ့တင်ဆက်ပေးနေတဲ့ဇင်မင်းပါ။ဆိုတော့ကျွန်တော်တို့ဘာကိုတင်ကတော့လက်ရှိမှာလာခန်းစစ်ចောင်းကိုအကောင်းဆုံးပြုပြင်ဖို့အတွက် FFG ဘက်ကနေပြီးတော့ခန်းစစ်ကစားသမားတွေကိုတောက်လျှောက်စောင့်ကြည့်နေတယ်ဆိုပြီးတော့သိရတယ်။အဲလက်ရှိမှာကိုရီခန်းစစ်မှာကအီဘရာဟီမာကိုနာတီနဲ့ဗာဂေဗန်ဒိုက်အတွဲပဲရှိတယ်။ဒီတွေကလည်း DRD မှာကဒါ ပရီးမီးယားလိပွဲစဉ်30ပြီးမှပေးကို14ကိုအထိပေးထားရတယ်ဆိုတော့ဒါကတော်တော်လေးကိုမှဆိုးရွားတဲ့ခံစစ်အတွေ့အတွေ့ဖြစ်နေတာဆိုတော့ပရီးမီးယားလိရဲ့လက်ရှိအဆိုးဆုံးခံစစ်တွေထဲမှာတတွဲဖြစ်နေတာဆိုတော့ဒီအရာကြီးကိုလဘာဝူအသင်းရဲ့ FG ဘက်ကပြုပြင်ဖို့အတွက်ဒါလက်ရှိမှာနောက်တန်းခံစစ်သားသမားတွေကိုတောင်းလျှောက်ဒါစောင့်ကြည့်နေဆိုပြီးတော့သိရတယ်အဲပြီးရင်လည်းလက်ရှိကိုရီးယားအသင်းရဲ့သာသမာတအူဖြစ်တဲ့အီဘရာဟီမကူနာတစ်ကိုလည်းစာချုပ်သက်တမ်းနောက်ထပ်တစ်ချိန်တိုးဖို့အတွက်ကံလန်သွားအောင်မယ်ဆိုတာကိုထပ်ပြီးတော့သိရတယ် အဲဒီကာလမှာဆိုရင်လီဗာပူးအသင်းရဲ့ FFG ဘက်ကတကယ်အသင်းမှာအားကိုးနေရတဲ့ကစားသမားတွေကိုစာချုပ်တက်တန်းတွေထက်ထက်တိုးဖို့အတွက်စီစဉ်နေတာရှေ့မှာဆိုရင်လည်း Brian Graham ဘက်တို့ Dominic Schoenstein တို့ကိုလည်းစာချုပ်တက်တန်းတိုးဖို့အတွက်ကိုလက်ရှိစီစဉ်နေတယ်အဲပြီးရင်လည်းဒါအခုချိန်မှာဆိုရင်လည်း Ibrahim Konate ကိုစာချုပ်တက်တန်းထက်တိုးဖို့အတွက်ကိုစူးစမ်းနေတယ်ဆိုပြီးတော့သိရတယ်ဆိုတော့ Ibrahim Konate ကပြီးခဲ့တဲ့နောက်ဆုံးအချိန်စာချုပ်တက်တန်းကမ်းလန်းခဲ့တုန်းကအဲသူလိုချင်တဲ့လစာတစ်ခုမရလို့သူပယ်ချခဲ့ဘူးတဲ့ဆိုတော့ ပယ်ချခဲ့တာကအဲ့တုန်းကသူတို့သူပယ်ချခဲ့တဲ့အကြောင်းအရာကတော့နှစ်ခုရှိတာဗောလေအဲတစ်ခုကတော့ဒါ Real Madrid အတင်းကသူ့ကိုအဲမင်းအနေနဲ့ငါတို့အတင်းကိုလာခြင်းနဲ့ဆိုရင်စာချုပ်တက်တန်တိုးဖို့အတွက်ကိုမင်းမစင်းစားနဲ့ငါတို့အတင်းကိုအဲ့ဒါဆိုရင်မင်းတို့အချိန်မရွေးလာလို့ရတယ်ဆိုတဲ့အကြောင်းအရာကတစ်ဖက်အဲတဖက်ကကြောက်လေသူလိုချင်တဲ့လာတာနှစ်သိန်းခွဲမှပြိမယ်နဲ့တသိန်း၈၀၀လောက်ပဲလိုအပ်ဘူးတင်မကပေးရတာလေတဖက်ဒါကြောင့်မလို့သူအနေနဲ့စာချုပ်တက်တယ်မတိုးခဲ့ဘူးတိုးရမယ်လက်ရှိအခြေအနေကကြောက်တော့လေတမျိုးပြန်ပြောင်းသွားပြန်တယ် အဲရီယယ်မက်ထရစ်ကကြတော့လေလက်ရှိအီဗရာဟီမကိုနာတေးကိုခေါ်ဖို့အတွက်ကတော်တော်လေးကိုမှနှုတ်ဆက်သွားတာကိုကျွန်တော်တွေ့ရတယ်အဲနောက်ဆုံးရသတင်းတချို့ရဲ့ဖော်ပြချက်အရဆိုရင်စပိန်မာကာရဲ့ဖော်ပြချက်အရဆိုရင်ဒါရီယယ်မက်ထရစ်အတင်ကအီဗရာဟီမကိုနာတေးကိုခေါ်မဲ့အစားနောက်ထပ်နောက်ခံကစားသမားတအူးကိုပဲပြောင်းလဲပြီးခေါ်ယူသွားတော့မယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့ဖတ်ရတယ်အဲ့တော့ဒီကာကလည်းအီဗရာဟီမကိုနာတေးအနေနဲ့စာချုပ်တက်တန်တိုးဖို့အတွက်ကိုထည့်ပြီးတော့စဉ်းစားရမယ်အချက်တစ်ချက်ဖြစ်လာတယ်လို့ကျွန်တော်ကထင်တယ် အဲသူ့ကိုအကယ်၍ဒီဘဝူးတင်ဘက်ကဒါထုံးစံအတိုင်းပဲဖြေးလာမှာပေးခဲ့တဲ့အတိုင်းပဲပေါင်3000ထိတိုးပေးမယ်ဆိုရင်သူ့အနေနဲ့ကလက်ခံကောင်းလက်ခံလာနိုင်ပွဲရှိတယ်လို့ကတော့ကျွန်တော်တို့ထင်တယ်။သူကလက်ရှိအသင်းမှာကစာချုပ်တက်တန်းကတစ်နှစ်ပဲကျန်တော့တယ်။တစ်နှစ်တောင်မကျန်တော့ဘူးဗျာ။၈လလောက်ပဲကျန်တော့တယ်ကစားသမား။အဲပြီးရင်လည်းသူလက်ရှိရနေရကပေါင်6000ခွဲပဲရတာ။6000ခွဲကတော့ ဒီပိုင်းမှာကိုနာဒီဘက်ကပြန်ကြည့်မယ်ဆိုတော့နဲတယ်ဗျာတော်တော်လေးနဲတယ်ထင်မှာပါပါတယ်ဆိုတော့လာကုန်မှလဘာဘူးသင်းဘက်ကနေပြီးတော့နောက်ထပ်နှစ်ဆလောက်ပူပေးဖို့တည်းစဉ်းစားထားတယ်တသိန်း၈၀၀၀လောက်အထိကိုပေးမယ်အဲဒါကိုသဘောကျတယ်ဆိုတော့အသင်းမှာမင်းဆက်နေတယ်သဘောမကျဘူးဆိုတော့မင်းအသင်းပြောင်းလို့ရတယ်ဆိုတဲ့သဘောအဲလက်ရှိမှာအီဘရာဟီမကိုနာတေကိုလိုချင်နေတာကလည်းဒါ PSG အသင်းကလည်းအီဘရာဟီမကိုနာတေကိုခေါ်ဖို့အတွက်စိတ်ဝင်စားနေတယ်လို့ဘိုင်မြူနစ်အသင်းကလည်း ပြည်ပိုင်မှာကိုနာတိကိုသူတို့ရဲ့နောက်ခံကစားသမားဥပါမီကားနေဥသာထွက်သွားခဲ့မယ်ဆိုရင်တော့ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဆိုတဲ့အထင်မှာပါတယ်ဒါကြောင့်မလို့ဒါဘိုင်ယန်မြူးနဲ့အတင်းနဲ့ PSG တင်းကတော့စောင့်ကြည့်နေတယ်လိုဘူးတင်းဘက်ကတော့ထပ်ပြီးတော့ဒီကစားသမားကိုစာချုပ်တက်တန်းတိုးဖို့အတွက်စီစဉ်နေတယ်ဆိုပြီးတော့သိရတယ် အဲအကယ်၍ဒီသာသမာကိုစာချုပ်သက်တမ်းတိုးကြည့်မယ်စာချုပ်သက်တမ်းတိုးကြည့်လို့မရခဲ့ဘူးအဲအီဗရာဟီမကိုနာတီဘက်ကလက်မခံခဲ့ဘူးဆိုရင်နောက်ထပ်ကစားသမားတွေကိုလီဗာပူးကတောက်လျှောက်အခုချိန်ကလေးကစောင့်ကြည့်နေတယ်ဆိုပြီးသိရတယ်အဲဒီသာသမာတွေကတော့တခြားသူတွေတော့မဟုတ်ဘူးကိုရီးယားနဲ့ကောင်းကောင်းကြီးရင်းနှီးနေတဲ့ကစားသမားတွေရင်းနှီးပြီးသားကစားသမားတွေပဲဗျာပထမအဦးဆုံးတစ်ယောက်ကဒါတော်တီယန်ဟော့စပါအသင်းရဲ့နောက်ခံကစားသမားမီခေဘန်ဒီဘန် ဘန်နီဘန်ကလည်းလက်ရှိတော်တရားခေါ်စပါအသင်းမှာသူစာချုပ်တက်တန်းကလည်းတိတ်မကြံတော့ဘူးတစ်နှစ်လောက်ပဲကျန်တော့ရယ်အဲပြီးရင်လည်းသူလာရနေတဲ့လာစာကလည်းနည်းနည်းလေးပဲရနေတာဟိုရင်းကောင်ကျွန်တော်ဖတ်လိုက်ရပါတယ်ဗာလေသူရဲ့စာဟိုသူရဲ့လာစာက6000လား9000လားအဲ့လောက်ပဲဗျာနည်းနည်းလေးပဲရတာ9000လား6000လားမသိဘူးအဲ့လောက်ပဲရနေတဲ့ကစားသမားဖြစ်တယ်ဒါကြောင့်မို့မိခေဘန်ဒီဘန်အနေနဲ့ကလည်းသူ့အနေနဲ့ဒါစာလာစာကလည်းပို့ပြီးတော့လိုချင်တယ်ပြီးရင်လည်းဒါအသင်းကိုလည်းပြောင်းချင်တယ်အဲသတင်းတချို့အရ Real Madrid အသင်းကနေပြီးတော့လေဘန်ဒီဘန်ကိုလိုချင်နေရဆိုတော့ ါဒါ report တွေလည်းတွေ့ရတယ်ဆိုတော့ Bandy Ban ကို Liverpool အသင်းဘက်ကခေါ်ဖို့လက်ရှိမှာစိတ်ဝင်စားနေတယ်ဒီစားသမားကို Liverpool အသင်းဘက်က Ibrahim Konate တိကိုလက်လွတ်လိုက်ရမယ်ဆိုရင်ခေါ်လိုက်မယ်ခေါ်ပြီးတော့ဒါအလိုပြောင်းရွှေ့ကြီးတရားနဲ့ခေါ်မယ်အီဗရာမာကိုနာတစ်ကိုပေးတယ်တသိန်း၈၀၀၀ဒီဇာမတ်ကိုပေးလိုက်မယ်ဆိုတဲ့သဘောမျိုးနဲ့ဒါလဘဘူးတင်မကဒေါက်ရှော့ကိုစောင့်ကြည့်နေတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။နောက်ထပ်ဇာမတ်တဦးကတော့ကျွန်တော်တို့နဲ့တိတ်ပြီးတော့မဆိုင်လာတဲ့ဇာမတ်အင်တာမီလန်အသင်းရဲ့နောက်တန်ကစားသမားဖြစ်တဲ့အီတလီသားဘက်စတိုနီ ဘန်စတိုနီကလက်ရှိအီတလီရဲ့ခံစစ်ကြောင်းကိုအကောင်ဆုံးဥဆောင်ပြနေတဲ့သာသမာတူဖြစ်တယ်။အီတလီရဲ့ခံစစ်ကြောင်းကိုလည်းကောင်းကောင်းဥဆောင်ပြနေတဲ့သာသမာဖြစ်တယ်။ပြီးခဲ့တဲ့ရာသီကအင်တာမီလန်တို့ဒါချန်ပီယံလိဘောလုပွဲအထိတက်တဲ့နေရာမှာလည်းဒါဘန်စတိုနီရဲ့ဥဆောင်မှုတွေအများကြီးပါခဲ့တယ်လို့ပဲပြောရမှာပဲ။ဆိုတော့ဘန်စတိုနီကအင်တာမီလန်အတွက်အားကိုးနေရတဲ့ကစားသမားဖြစ်တယ်။ဒါကြောင့်မလို့ဘာဘူးတင်းဘက်ကလည်းလက်ရှိမှာဘန်စတိုနီကိုလိုချင်တယ်။သို့ပေမဲ့တစ်ဖက်ကအင်တာမီလန်အသင်းကကြတော့ဘန်စတိုနီကိုသူတို့တွေရောင်းချဖို့အတွက်အစီအစဉ်မရှိဘူး။ အဲဘာကြောင့်လဲဆိုတော့လက်ရှိဘတ်စတိုနီရဲ့ခြေစွမ်းအရာရောအဲပြီးလို့ရှိရင်သူ့ရဲ့အသက်အရွယ်ပိုင်းရောဒါအင်တာမီလန်အတင်းကလက်လွတ်ချင်မှာမဟုတ်ဘူးဒါကြောင့်မလို့ပဲသူတို့ဘက်ကအကယ်၍ဘတ်စတိုနီကိုလက်လွတ်လိုက်ရမယ်ဆိုရင်အဲသူတို့တွေကပေါင်တန်80အနည်းဆုံးပြီးမှရမယ်ဆိုသူတို့တောင်းထားတယ်ပေါင်တန်80 80ဆိုတာကဒါယူရိုနဲ့တွက်ကြည့်မယ်ဆိုရင်ယူရိုတန်းတရာဗျာအသေးချာတစ်ခုကကျွန်တော်ထင်ပြောရမယ်ဆိုရင်တော့ FG ကနောက်ကန်းကစားသမားတအူးကိုယူရိုတန်းတရာအထိပေးပြီးတော့ခေါ်မယ်လို့တော့ကျွန်တော်ကတော့မထင်ဘူး အစောကြီးတည်းကငွေကြီးနဲ့ပတ်သက်ပြအမြဲတမ်းလိုလိုဟိုစီစစ်တက်တဲ့ FFG အနေနဲ့ကဒီလိုမျိုးကြီးဟိုဘုံဘောလောကကြီးပေးပြီးတော့ခန်းသေးသာသမားတအူးကြီးကိုခေါ်လိုက်မယ်လို့လေကျွန်တော်ကတော့မထင်ဘူးပြီးရင်လေပိုဆိုးတာပါဗျာဒီသာသမားကအီတလီသားကိုရီးယားအသင်းကိုရောက်လာတဲ့အီတလီသားတွေမှန်သမျှကတော်တော်လေးကိုရုန်းကန်ရတဲ့ထင်မှာပါတယ်အော်ဒါကဘယ်လိုပြောမလဲဗျာအစင်အလာကိုပြောပြတာဗောလေအဲဒါပေမဲ့ဒီသားသမားရောက်လာမယ်ဆိုရင်တော့ကောင်းတာကောင်းတယ်မကောင်းဘူးဆိုတော့ကျွန်တော်ကရောက်လာမှတော့စောင့်ကြည့်ရမှာအကယ်၍မရောက်မလာသေးတာဖြစ်တဲ့အတွက်ဟိုအီတလီသားလည်းဖြစ်တဲ့အတွက်ဗျာနည်းနည်းလေးတော့စိုးရင်မိတယ် ိုဘာလေးပြောပြောကဲပြီးမဖြစ်ဘူးဆိုရင်ကိစ္စမရှိဘူးဗျာရောက်လာတဲ့အခါမှာတန်းတရာလောက်ကြီးပေးလိုက်ရပြီရောက်လာမှာဘာမှအဆင်မပြေဘူးဆိုရင်တော့ဒါကတော်တော်လေးညံ့တာသွားစေမယ့်အရာပါဆိုတော့ FG အနေနဲ့ကလည်းကျွန်တော်ထင်ပြောမယ်ဆိုတော့ဒီအပြောင်းအရွှေ့ကဖြစ်ဖို့အတွက်ကတော်တော်လေးရာခိုင်နှုန်းများနည်းတယ်လို့ပဲကျွန်တော်ကတော့ထင်ပါတယ်ပြီးရင်နောက်ထပ်ကစားသမားကတော့ Mackey ဥပါမီကန်တို့ဒီစားသမားနှစ်ဦးကအမြဲတမ်းလိုလိုလိုပါဘူးအတင်းရဲ့ခန်းစစ်ကြောင်းထဲမှာအမြဲတမ်းထည့်အတွက်ဘာဖြစ်လို့လဲဆိုတော့ဒီစားသမားနှစ်ဦးအလွတ်ရမယ့်စားသမားတွေဖြစ်နေလို့ပဲ လက်ရှိဥပါမီကာနိုးရောမက်ခေယောကဒါသူတို့အသင်းကြီးရဲ့ပုံမှန်ကစားသမားပွဲထွက်ခွင့်ရနေတဲ့ကစားသမားတွေဖြစ်တယ်။သူတို့အသင်းကြီးရဲ့လက်ရှိမှာအဓိကကစားသမား2ဦးလုံးဖြစ်တယ်။ဆိုတော့ဥပါမီကာနိုးကလည်းဘိုင်ယန်အသင်းနဲ့စာချုပ်တက်တန်းကလည်း၈လလောက်ပဲကျန်တော့တယ်။တိတ်မကြခင်မှာဒါပီပါကလပ်အသင်းကြီးနဲ့ဒါသူတို့တရားဝင်စကားပြောလို့ရနေပြီ။ဆိုတော့ဒီလိုမျိုးအလွတ်ရနိုင်မဲ့ကစားသမား2ဦးလုံးကိုလိုဘာပူးအသင်းဘက်ကတော့လက်ရှောင်လိမ့်မယ်လို့တော့ကျွန်တော်ကတော့မထင်ဘူး။မရခဲ့ဘူးဆိုရင်တော့မှပဲသူတို့ကြိုးတော့စူးစမ်းကြည့်မှာပဲ။ ်အကယ်၍ကိုရီတင်းကိုမလာခြင်းဘူးကိုရီပေးတဲ့လားစာတွေကိုရီပေးတဲ့စာစာချုပ်လက်မှတ်ထိုးကြီးတွေသူကအဲ့ချက်ပို့လိုခြင်းလို့တခြားအတင်းကိုရွေးချက်ကောင်းရွေးချက်သွားနိုင်တယ်တိုးပေမဲ့ကိုရီတင်းကအနေနဲ့ကတော့အဲ့ဒီအကြောင်းရှိကြီးကိုလက်ဆောင်မယ်လို့တော့ကျွန်တော်ကတော့မထင်ဘူးဘာဖြစ်လို့လဲဆိုတော့တကယ်ကိုမှ quality player တွေဗျာ ဟိုဥမာမီကာနိုရောမက်ခေဟီရောကအီဗရာဟီမကိုနာတီထက်အများကြီးမတာဘူးဆိုရင်တော့ပါပဲအီဗရာဟီမကိုနာတီထက်ရော့နေတဲ့ကစားသမားတွေတအူးမှမပေါ့ဒါကြောင့်မလို့အီဗရာဟီမကိုနာတီရဲ့နေရာကိုအစားထိုးဖို့အတွက်အဲ့ဒီကစားသမားတွေနှစ်ဦးလုံးကိုဒီဘဘူးတင်ပကမဖြစ်မနေဘူးဒီဇီးကွက်ထဲမှာအကယ်၍ဒီကစားသမားတွေကိုတရားဝင်ဆွေးနွေးလို့ရမယ်ဆိုတော့ဒီဘဘူးတင်ပကဝင်လိမ့်မယ်လို့တော့ကျွန်တော်တို့ထင်တယ်အဲဒါကြောင့်မလို့လေဥပါမီကာနိုနဲ့မက်ခေဟီကိုကျွန်တော်ပြောတိုင်းမှာစင်းင်းလေးကိုကျွန်တော်တို့ထည့်တွက်ပြီးပြောနေရတာပေါ့လေမက်ခေဟီကတော့ပြီးခဲ့တဲ့ transfer deadline တိမှာကျွန်တော်တို့လိုပါဘူးအတင်းနဲ့ရောက်ပြီလို့ပြောလို့ရတယ်ပေါ့လေ မက်ကီကတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲပြီးခဲ့တဲ့ transfer deadline တွေမှာအသင်းကိုရောက်ပြီလို့ကြေညာပြီးခံမှသူအပြောင်းအရွှေ့ပြတ်သွားတယ်အဲဒီအပြောင်းအရွှေ့ပြတ်ပြီးတော့လီဗာပူးတင်းဘက်ကနည်းနည်းလေးဘယ်လိုပြောလဲပောက်ကွဲတာကြီးလဲပါတယ်ဗျာနည်းနည်းလေးပောက်ကွဲပြီးတော့မင်းအသင်းကိုလာခြင်းမလာမလာခြင်းမလာနဲ့မင်းမလာခြင်းအသင်းမခေါ်ဘူးဆိုတဲ့စကားမျိုးကြီးလဲလီဗာပူးဘက်ကလည်းပြောထားဘူးတယ် ဒါကြောင့်မလို့ marketing နဲ့တဘာဘူးအတင်းထံကိုထပ်ပြီးတော့ရွေးချယ်ပါမလားဒါကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဟိုပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်ပဲဟို marketing ကိုခေါ်ဖို့အတွက် United အတင်းကငွေကြီးမြောင်များသုံးဆွဲမယ်လို့ပါလို့ကျွန်တော်တို့ဒီတရင်နေဖတ်ရတယ်ဆိုတော့ဒီလိုမျိုးအပြောင်းအရှင်းမှာအလွတ်ရနိုင်တဲ့တကယ် quality player ပေါ့ဗျာမခေါ်ချင်းတဲ့အတင်းတသိန်းမှရှိမယ်လို့တော့ကျွန်တော်ကတော့ထင်မနေဘူးဘာဖြစ်လို့လဲဆိုတော့ဟိုအတင်းတိုင်းအတင်းတိုင်းကဗျာကိုယ်ဒီအခန်းစစ်အတွက် quality ကောင်းပါလေဆိုတဲ့ကစားသမားတွေကိုလိုချင်ကြတာကြီးပဲ အရင်ကမှကိုယ်လိုဘူးတင်းဘက်ကလည်းမက်ခေကြီးကိုထက်ရမယ်ဆိုရင်ထက်ကြိုးစားမယ်ဆိုတဲ့အထင်မှာပါတယ်။အတင်းဘက်ကလက်ရှိမှာစောင့်ကြည့်နေတဲ့နောက်ဆုံးကစားသမားကတော့နီကိုရှော့တာဘက်ပေါ့လေ။အဲလက်ရှိဘိုရီရှက်တော်မန်ရဲ့အတင်းကောင်းဆောင်ဖြစ်တယ်လို့အဲသူတို့ရဲ့ခံစစ်ကြောင်းမှာအဓိကအားကိုးနေရတဲ့ကစားသမားဖြစ်တယ်။အရန်မောင်းကလည်းဗာကေဗန်တိုက်တို့နဲ့တော်တော်လေးကိုမှ နီးစက်တဲ့ကစားသမားတအူဖြစ်တယ်ဆိုတော့နီကိုရှရတာဘက်ကတော့ဒါကျွန်တော်တို့ဒီဘာဘူးအတင်းနောက်ဆုံးစောင့်ကြည့်နေတဲ့ကစားသမားဒါပေမဲ့လေဒီကစားသမားကိုလေဗိုရီရှက်ဒေါ်မန်ကတော့ထုတ်ရောင်းဖို့အတွက်သိပြီးတော့မသေးကြဘူးဒီဘက်ကပြန်ကြည့်မယ်ဆိုပြန်တော့လေဗိုရီရှက်ဒေါ်မန်ဆိုတာဗျအမြဲတမ်းလို့ကစားသမားရောင်းစားနေတဲ့အတင်းဗျာဆိုတော့သူတို့လိုချင်တဲ့ပမာဏတစ်ခုကိုပေးမယ်ဆိုရင်တော့ဗိုရီရှက်ဒေါ်မန်ကရောင်းဖို့တော့ရှိတယ်ဒါပေမဲ့လေဘာဘူးအတင်းဘက်ကနောက်ခံကစားသမားတအူကိုပေါင်တန်း80လောက်ထိ80လောက်ထိသုံးပါမလားဆိုတော့ကတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာပဲဆိုတော့ လောက်တဲ့ဘက်ကလက်ရှိအီရန်မတ်ကူနာတီဘာဂေဘန်တိုင်း၂၀၀လုံးကိုအစားထိုးဖို့အတွက်ကစားသမားတွေကိုစက်တိုက်စောင့်ကြည့်နေဆိုပြီးကျွန်တော်တို့သိရတယ်။အဲ့ဒီထဲမှာမှဒါလက်ရှိမှာဆိုရင်မီကေဗန်ဒီဗန်ဘက်စတိုနီဘီအူပါမီကာနိုလက်ရှိမှာမက်ခေဟီနဲ့နောက်ထပ်နီကိုရှလော်တာဘက်တို့ကိုစောင့်ကြည့်နေဆိုပြီးတော့သိရတယ်။ဆိုတော့ဒီစားသမားတွေထဲမှာကျွန်တော်ကိုယ်အနေနဲ့ကောဘယ်စားသမားတွေကိုပို့ပြီးတော့သဘောကျတယ်။ဘယ်စားသမားတွေကိုပို့ပြီးတော့လိုချင်ကြတယ်။ချက်လောက်ဆွေးနွေးကြပါအောင်။ကိုယ်ရည်တင်းနေတယ်ဆိုရင်ဘယ်စားသမားကိုပို့ပြီးအသင့်တော်လုံးဖြစ်မယ်လို့ထင်ကြတယ်။ချက်လောက်ဆွေးနွေးကြပါအောင်။ကျွန်တော်လည်း line supply လို့ပြကြပါအောင်။ကျေးဇူးများအားလုံးပါဗျာ။